အခုဖူးမြင်နေရတာကတော့တရုတ်နိုင်ငံနန်ဂျင်းမြို့နီရှိုးတောင်ပေါ်ကဖုန်းနီပေးလေးစမှာဌာပနာထားတဲ့မြက်စော်ဘုရားရဲ့ဥကောင်းခွန်တက်တော်ပဲဖြစ်ပါတယ်ခင်ဗျာဒီတက်တော်နဲ့ပတ်သက်ပြီးတရုတ်နိုင်ငံကိုဘယ်လိုမျိုးစတင်ရောက်ရှိခဲ့တာလဲဆိုတာကိုလည်းလေ့လာခဲ့ပါတယ်မင်္ဂလာဗုဒ္ဓရဲ့ဓမ္မမိတ်ဆွေတို့အတွက်ဗဟုသုတအဖြစ်ပြန်လည်မျှဝေပြီးတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ AD 25 220ကာလရှီအောင်ရှီဟန်မင်းဆက်လက်ထက်မှာကုန်တယ်တွေကနေတဆင့်ဗုဒ္ဓဘာသာကတရုတ်နိုင်ငံကိုပြန်ပွားလာခဲ့တယ်လို့သိရှိခဲ့ရပါတယ် အဲ့ဒီကနေတဆင်ဗုဒ္ဓဘာသာရဲ့ယတနာတွေဖြစ်တဲ့ဓာတ်တော်မွေတော်တွေလည်းရောက်ရှိပြန့်ပွားလာခဲ့တယ်လို့သိရှိခဲ့ရပါတယ်။တတော်တွေကတရုတ်နိုင်ငံရဲ့ဗုဒ္ဓဘာသာသမိုင်းမှာအရေးအကြီးဆုံးသောအစိတ်အပိုင်းတွေဖြစ်ကြောင်းကိုလည်းလေ့လာသိရှိခဲ့ရပါတယ်ခင်ဗျာ။မှတ်တမ်းတွေအရဆိုခြံကန်းဖျားကျောင်းမှာရှိတဲ့ဓာတ်တော်ဌာပနာတိုက်ကတရုတ်နိုင်ငံမှာရှိတဲ့ဓာတ်တော်ဌာပနာတိုက်တွေကအာတောကမင်းတည်ခဲ့တဲ့ပထမဆုံးဓာတ်တော်တိုက်ဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့ရာစုနှစ်များစွာကြာတဲ့အချိန်မှာတော့ဓာတ်တော်နဲ့ပတ်သက်တဲ့မှတ်တမ်းတွေကအချိန်ကာလအလိုက်ပျောက်ကွယ်သွားခဲ့ပါတယ်။ 2009ခုနှစ်အစောပိုင်းလောက်မှာပြည်လဲတူးဖော်မှုတွေစတင်ခဲ့ပြီး2008ခုနှစ်ဧပြီလမှာတော့တရုတ်နိုင်ငံရဲ့ရည်ကြီးမှုအမွေနဲ့အာဏာပိုင်အဖွဲ့ရဲ့ခွင့်ပြုချက်နဲ့မြေအောင်ဖျားကြောင်းကိုပြည်လဲတူးဖော်ခွင့်ရခဲ့ပါတယ်။2008ခုနှစ်ဇူလိုင်လ16ရက်နေ့မှာတော့ကြောက်တစ်တာတလုံးကိုတွေးရှိခဲ့ပြီး အဲ့ဒီတစ်တာပေါ်မှာကျင်လင်းမြို့ခြံကန်းဖျားเจ้าရဲ့အစစ်မှန်ကိုတဲ့စီဒီပေါ်မှာမြုပ်နှံထားတဲ့ဓာတ်တော်ရဲ့ကြောက်တစ်တာမှတ်တမ်းဆိုတဲ့စာတမ်းရေးထိုးထားတာကိုတွေ့ရှိခဲ့ရပါတယ်။2010ခုနှစ်ဇွန်လ12ရက်နေ့မှာနန်ကျင်ဗုဒ္ဓဘာသာအသင်းချုပ်ဥက္ကဋ္ဌနဲ့ချီရှိဖျားเจ้าကဆရာတော် လုံချမ်းတို့ဦးဆောင်တဲ့ယဟန်60နဲ့ဥပဒ္ဒကာ200ရုပ်ပါဝင်တဲ့ဓာတ်တော်ကျိုးစုပွဲကိုချောင်းတီယန်နန်းတော်ရဲ့ဓာချန်းခမ်းမောင်ဆက်သွယ်ထားတဲ့အနီရောင်လေကားတွေဒီပေါ်မှာကျင်းပခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ဘာသာရေးရာဝန်ကြီးဌာနရင်ကျေးမှုအမွေနဲ့အာဏာပိုင်အဖွဲ့ ကြံစုနှင့်နန်ကျင်းဆိုရများတရုတ်နိုင်ငံတဝမ်းမှရဟန်းတော်များနှင့်တပည့်များအပရိသတ်များစွာတို့ကစူတောင်းပွဲတွေကျင်းပခဲ့ပြီးအခုရောက်ရှိနေတဲ့ Phone Palace မှာဓာတ်တော်ကိုယနေ့ထက်တိုင်ထားပနာပြီးပူဇော်ထားတာကိုတွေ့မြင်သိရှိခဲ့ရပါတယ်ခင်ဗျာအခုအစီအစဉ်လေးကဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးဒေတန္တရဗဟုသုတရစေခြင်းနဲ့ရွေခြင်းနဲ့တင်ဆက်ပေးခဲ့တာဖြစ်လို့ကြီးရှိဝေအားပေးခဲ့တဲ့ပရိသတ်အားလုံးအတွက်အကျိုးတစုံတရာဖြစ်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာမင်္ဂလာဗုဒ္ဓကိုအစင်မပြတ်ဝင်းရအားပေးခဲ့သူတူဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ